ကယ်ဂျင်းမီမှာအရန်ကြောက်လို့မလို့အပြင်ပုံတွေပဲပြပေးပါဆိုပြီးအမြဲတမ်းတောင်းဆိုကြရယ်နော်ကျမကလည်းအမြဲတမ်းအပြင်ပုံတွေကိုပဲပြပေးတယ်အပြင်ပုံတွေမဟုတ်တော့အခုကဆိုင်ပြင်မှာလဲထွက်လိုက်ပြီးလမ်းပေါ်မှာလဲရက်လိုက်ပြီးပေါ့နော်ဒီမှာနောက်ကကြောက်တိုင်ကြီးကိုတစ်ချက်ကြည့်လိုက်မေသူချွတ်အထဲဆိုင်ကကြောက်တိုင်ကွက်ကွက်ချင်းလေးမှာရှိပါတယ်ရှင်ကျိုင်းတော်မျိုးကပါနော်ဒီမှာအပြင်ပုံလေးတွေကိုသေချာလူရောရုပ်ကောအကုန်လုံးကိုပြပြီးတော့အင်ဂျီရောပါတစ်ခါတည်းခေါ်သွားပေးပြီးပြီနော်အဲ့တော့အပြင်ပုံလေးပြပေးလိုက်ပါပြီရှင်ချင်းနဲ့ကြပါတော့နော်ဒီမှာအသား quality လေးဆိုလို့ရှိရင်လဲတော်တော်ကိုကောင်းတယ်ဒီဇိုင်းနေဆိုလို့ရှိရင်လဲမေသူချွတ်မှာပဲရ ားနိုင်မဲ့ဒီဇိုင်းလေးပေါ့နော်လုံးဝမိတယ်မိုက်တယ်လမ်းတယ်ပေါ့နော်ဒီလိုဒီဇိုင်းလေးလိုချင်တယ်ဆိုလို့ရှိရင်တော့မေသူချိုက်ကိုအမြန်လာခဲ့ပါလို့ပြောချင်ပါတယ်ရှင်မေသူချိုက်မှာဆိုလို့ရှိရင်လူငယ်ချိုက်ဒီဇိုင်းတွေအများကြီးအများကြီးကိုပဲပေါ့နော်တပတ်တစ်ခါလောက်အမြဲတမ်းအစ်စ်စ်တွေဝင်နေတာဆိုတော့လုံးဝဒိတ်အောက်သွားမှာစိုးရင်စရာမလိုဘူးသူများတဲ့ပို့ပို့ပြီးတော့လှနေဖို့ကတော့ပေါ့နော်မေသူချိုက်ရဲ့တာဝန်ပါရှင်အဲ့တော့မေသူချိုက်ကတော့ဒီနေ့ပေါ့နော်အဓိကကဒီနေ့မီးပြတ်နေတယ်တနေကုန်မီးပြတ်နေတာဆိုတော့အแทမှာတော်တော်မှောင်ပါတယ်ရှင်မှောင်တဲ့ခါကျတော့မေသူတို့ဒီညနေစောင်းမှာအပြင်ကိုထွက်တယ်အဲထွက်ပြီးတဲ့ခါလဲရောက်တော့မေသူတို့ဒီအထုပ်စ်တွေပါရောက်တဲ့ခါကျတော့အကုန်လုံး ဖောက်နေတာပေါ့နော်အထုပ်တစ်ထဲမှာဘာတွေပါမလဲပေါ့တထုပ်ပြီးတထုပ်ဖောက်နေတာအထဲမှာလည်းအထုပ်တွေရှိသေးတယ်အကုန်မဖောက်နိုင်သေးဘူးပေါ့နော်ဒါလောလောဆယ်အရင်ဖောက်မယ်ဖောက်ပြီးတော့မင်းတို့အစ်စ်တွေဘာတွေချိတ်တာတွေဘာတွေပြမယ်ပေါ့နော်ဒါလေးတွေကကြတော့ကားကပတ်လေးတွေနော်ကားကပတ်လေးတွေရောပြီးရင်မင်းသူစီမလေးဒီဒီတစ်ခေါက်ကပတ်တွေအများကြီးပါတယ်နော်ကြီးစံကပတ်တွေရောကားကပတ်တွေရောပြီးတော့အဲဒီခါးမှာပတ်တဲ့